ားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာနီလင်းညိုရဲ့နက်စီတဲ့အိမ်မက်ဆိုတာဆိုတဲ့စောက်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖက်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်နက်စီတဲ့အိမ်မက်ဆိုတာအပိုင်းဆက်လေးဇက်သိမ်းပိုင်းဖြစ်ပါတယ်ရှင်သုံးနှစ်ခန့်ကြာပြီးနောက်တင်ခကြော်တင်ခကြော်နောက်တစ်ပုတ်လောက်ရွှေတင်ခကြော် once more ဖြောင်းဖြောင်းဖြောင်း တချင်းလေးအစုံတွင်ဆင်အောက်မှပြိသက်ကြီးဤဝေါကနေအားပေးလိုက်တန်နှင့်အတူ အခြားအတန်မျိုးစုံကိုလည်းကြားလိုက်ရသည် ထိုအခါအင်အားကုန်သုံး၍ဖြောပြေမိခဲ့သောကျွန်တော်မှာချွေးဆက်များကြမှအမောပြေရသည်သို့တော့သူတို့တောင်းဆိုသလိုကျွန်တော်ဆက်မဆိုနိုင်တော့ပါ ပြောရမယ်ဆိုကိုရိုင်းကပြိတ္တနဲ့မခွဲခြင်းသေးပဲဆက်ဆူခြင်းသေးတော်လဲဒီပွဲအတွက်ပွဲစီစဉ်သူတတ်မှတ်ထားသောတချင်းပုတ်ရီအကုန်ဆိုခဲ့ပြီးပြီဖြစ်သလိုနောက်လဲကြဆိုတော်များအတွက်လည်းအချိန်မကြမ်းမှာဆိုးရတာမို့ပင်ဒီစတိတ်စင်မော်တွင်မိအောင်တို့ဖျော့တော်ကြသွားသည်ဆင်အောင်မှလူပင်လေကြီးအားလက်ဝဲရန်နှုတ်ဆက်ကဆင်အနောက်ဖက်သို့ကျွန်တော်ဆင်းခဲ့သည်အနောက်ဖက်တွင်အတန်တွေပွက်လောရိုက်ကုန်သည်ကုတ်တယ်ကိုတင်ခါကျော်ကျေးဇူးပဲဗျာ ပွဲစီစဉ်သူဖြစ်သောမန်နေဂျာကကျွန်တော်ထက်အနည်းဆုံး10နှစ်လောက်ကြီးပုံရတော့လဲကျွန်တော်ကိုအပြုံးဖြင့်စီဂျိုကလေးစားဟန်ဖြင့်ပြော၏ထိုမူရာအားကြီးကကျွန်တော်လှစ်ခနဲတွေးလိုက်မိသေး၏အခြားကြောင့်တော့မဟုတ်သူ့ပြုံးကအပေးယူနည်းနည်းဆန်သောအပြုံးမျိုးဟူ၍သာအင်းလေအမှုပညာကိုစိတ်ဝင်စားတာမျက်နှိုးတာထက်တချို့ပွဲစီစဉ်သူမန်နေဂျာတွေကငွေကိုနည်းနည်းပိုခင်တွယ်နေခဲ့နေတော့သို့တော့ကျွန်တော်ပြန်ပြုံးပြရင် ဒီလိုပါပဲဗျာဒါကျွန်တော်အသက်မူဝမ်းကြောင်းလုပ်ပဲဟာလေးလေးစားစားလုပ်တဲ့နေမဟုတ်လားနောက်တစ်မှတ်ထပ်ပေးလိုက်ပြန်ပါပြီဗျာအဲ့ဒါတွေကြောင့်ဒီတနှစ်နှစ်နှစ်အတော်အတွင်းခမရတချိန်ထိုးအောင်မြင်လာခဲ့တာနေမှာတိတ်မမြောက်ပါနဲ့ဗျာကျွန်တော်လည်းအခုရထားတဲ့အနေထားလေးပိုခိုင်မြဲလာအောင်ကြိုးစားနေရဆဲပါပဲကြောရင်စင်နောက်ဖက်တွင်ပုံစံအမျိုးမျိုးဖြင့်ရှိနေကြတော့ကြံအမှုပညာမောင်နှမအစိုးရများကျွန်တော်လှည့်ပြုံးပြလိုက်သည်မန်နေဂျာကကျွန်တော်ကိုမေးလာသည် ထုံးစံတိုင်းဆိုပြီးသွားတာနဲ့ပြန်တော့မလို့လားဗျာတခါတလေနေပါအောင်ပွဲပြီးသွားရင်ကျွန်တော်တို့တွေကြီးပဲအောင်မွဲလေးပါလေခံကြရအောင်မလုပ်ပါနဲ့ဗျာကျွန်တော်အခုပဲပြန်တော့မှာပါနောက်ပြန်ကြရင်နောက်ထွက်မဲ့ကျွန်တော်ခွေသေးအတွက်အတီးဆရာတွေနဲ့တချင်းတိုက်ဆရာလေးတွေလည်းနည်းနည်းရှိသေးလို့ပါဒီခေတ်ကပြိတ္တနဲ့နည်းနည်းလေးမှဝေးနေလို့မဖြစ်ဘူးမဟုတ်လားဗျာအရေးတဝက်ဖြစ်ငင်းဆန်ပြီးတော့မန်နေဂျာကခေါင်းတဆက်ဆက်ညင်သည်ဟုတ်ပါပြီဗျာခင်ဗျားဒီလိုပြောမယ်ဆိုတာကျွန်တော်အသိပြီးသားပါ ခမားဆိုတဲ့ကိုတင်ခကျော်ကဆိုတော့လောကမှာဆိုကနီးမလာပြီးဆိုပြီးရနဲ့ချက်ချင်းပြန်တတ်တဲ့ဆိုတော့လို့နာမည်ကြီးနေတာပဲဟာဒါပေမဲ့နောက်ထပ်ကျွန်တော်စီစဉ်မဲ့ပွဲတွေကြရင်လည်းဦးစားပေးပြီးလာဆိုပေးပါဦးစိတ်ချပါဗျာဒီလူတွေချင်းချင်းမဲ့ဟာကိုဆိုပေးရမှာပေါ့ကဲကျွန်တော်သွားမယ်နော်မန်နေဂျာကိုနှုတ်ဆက်ရင်းကျန်အမှုပညာမောင်နှမများကိုပါအပြုံးဖြင့်လက်ပြနှုတ်ဆက်၍စင်နောက်ဘက်ရှိအပေါက်မှနေအပြင်သို့ကျွန်တော်ထွက်ခဲ့လိုက်သည် အပေါဝအပြင်ဘက်မှလုံခြုံရေးဝန်ထမ်းများကိုလည်းတတိတိယနှုတ်ဆက်မိသေး၏နောက်ခက်လန်းလန်းတွင်ရက်ထားသောကျွန်တော်ကားစီတို့ခက်သွက်သွက်ရှောက်သွားလိုက်သည်တာမန်အင်စည်းကားထက်နည်းနည်းကြီးသောအနက်ရောင် Toyota မျိုးစား Arafat ကား၏နောက်ခံတကားကိုအသာခောက်လိုက်မိ၏ထိုကားကားပတင်းမှန်တကားလေးကရှော့ကနေပွင့်သွားသည်ဟောမောင်းပြန်လာပြီအတော်ပဲဘာဖြစ်လို့လဲတီရဲ့တီကမျက်နာလေးရှုံကဒီမှလေး မောင်သားကအိတ်ချင်နေရတဲ့အနေနဲ့တီဘလူတိတ်တိတ်မအိတ်ဘူးလေမောင်ရဲ့ထုံးစံအတိုင်းဟုမခန့်ကျင်လေတန်လေးဖြင့်ပြော၏တိပောင်ပေါ်မှာထိုင်ကကြစ်တူးကြနေသောတနှစ်ကျော်ကစားသားလေးကကျွန်တော်ကိုမြင်တော့ဝူဝဝါអော်၏ကားရှိကမ်းမှမောင်းသူနေရာတွင် ထိုင်နေသောဒရိုက်ဘာကြီးဥပလွင်ကလည်းအပြုံးဖြင့်ခေါင်းငိမ့်ကဝင်ထောက်ခံ၏ဟုတ်တယ်မောင်တင်ခရေမင်းသားလေးကသမီးသိတာဘလို့မှမအိပ်ဘူးကွဟုတ်လားဦး လာပါပြီသားရဲ့သားရဲ့ဖေဖေအခုပြန်လာပါပြီဥပလွင်ကကျွန်တော်အတွက်ဖေဖေရှာပေးထားသောသူ့ကုမ္ပဏီမှဒရိုက်ဘာဟောင်းတူဦးဖြစ်တယ်လို့ကျွန်တော်တို့မိသားစုအပေါ်တွင်လည်းတကယ်ဆောက်ရှောက်တတ်သူမှုယင်းနည်းစွာဖြင့်ပြန်ပြောရင်ကားပေါ်သို့အမြန်တက်လိုက်သည် နောက်တကားကိုညင်သာစွာပြန်ဆွဲပိတ်ကာတိလက်ထဲမှသားကိုလှမ်းချီရင်းမြူမိ၏သားလေးဖေဖေသားလေးကြည်စမ်းမအောင်ကွာသားလေးကအိတ်ချနေပြီလားဖေဖေကိုစောင့်နေရပါဟုတ်လားအေးကွာ ဖွေဖွေကလည်းသားလေးမမှန်စားဖို့အတွက်ပြိတ္တတွေကိုတချင်းရင်ဆိုပြနေရသည်လို့သားလေးကိုတချင်းဆိုသိဖို့နည်းနည်းလေးနောက်ကျသွားတာပါကွာခုပဲဖွေဖွေတချင်းဆိုပြပြီးသားလေးကိုသိပ်ပါမယ်နော်အေးအေးသားကနုဖက်နေသောသူ့လက်ဖွာဖောင်းဖောင်းကစ်ကစ်လေးများဖြင့်ကျွန်တော်မျက်နှာအားဟိုဒီဒီလှမ်းကင်ရင်ဝူဝါးဝါးဖြင့်စကားတွေပြန်ပြောနေခဲ့သည်ကြည်စမ်းမအောင်မောင်သားလေးဟာလေစောစောကတိကိုအကြကြီးရစ်နေခဲ့တာအခုတော့သူမဟုတ်တဲ့အတိုင်းပဲ ိုက်လဲလိုက်တဲ့သားဖားတွေအဖေကလည်းကိုပိုးသားကလည်းကိုချွဲဟွန်းငေါတော်တော်လေးပြောလိုက်တော့တိလီတန်ထဲတွင် ကြည်နူးချင်းများကအပြေအသိဘာဖြစ်လဲမမေရဲ့သားကညဆိုဖေဖေတချင်းဆိုတိတ်မှအိတ်သက်လို့ပါကြာလို့ပြန်ပြောလိုက်ပါအောင်သားလေးရပြီးတော့ဖေဖေကဒီသားလေးတယောက်လောက်ချစ်စရာကောင်းတဲ့သူကိုဒီလောကကြီးမှာနောက်ထပ်မတွေ့နိုင်တော့ဘူးထင်လို့တဲနေတာမမေကမနာလို့မဖြစ်ပါနဲ့ဗျာလို့ ီးတော့ဖေဖေကလည်းမိမိကိုသားလေးထဲမလျှော့တဲ့အချစ်တွေနဲ့ချစ်နေသေးပါပဲလို့သားမတဆင့်တီကိုပြန်ပြောတော့သားကနားမလဲပါမလဲဖြင့်သဘောကျသလိုတခိခိရှိ၏တီကလည်းကျွန်တော်လက်မောင်းကိုခပ်ဖွားဖွားပုတ်ကာជីနူးရှယွန့်တန်လေးဖြင့်ရှိ၏ဥပလွင်ထံမှလည်းသဘောတကျရေတံတက်တက်ထွက်လာသည်နောက်ကားလေးကငိတ်ငနေစားထွက်၏ကျွန်တော်လဲကိုယ်စကားကို ကိုပြန်သဘောကျပြီးရင်မိ၏သို့တော်လဲအမှန်တိုင်းကိုကျွန်တော်ပြောလိုက်ခြင်းသား ပြောရမည်ဆိုရင်ပထမဆုံးအခွေမထုတ်ဖြစ်ခင်လွန်ခဲ့သောနှစ်နှစ်ကျော်လောက်ကနှစ်ဖက်မိဘများ၏သဘောတူညီမှုဖြင့်တည်နှင့်ကျွန်တော်တို့လက်ထပ်ဖြစ်ခဲ့၏သို့သောချစ်စရာကောင်းသောတားလေးတယောက်အားကျွန်တော်အတွက်မွေးဖွားပေးခဲ့သည့်တီကိုလည်းခုထိကျွန်တော်ရင်ခုန်နေမိခဲ့ရစေချစ်နေခဲ့ရစေထို့ပြင်အောင်မြင်သောအဆိုရှင်ဘဝသို့ရောက်လာခဲ့ရသည့်ကျွန်တော်ကိုအချိန်တိုင်းနားလည်ပေးတတ်မြဲမှုအရင်ကထက်ပင် တိုးလို့မျက်နှာမိရပါသေးသည်ထိုစဉ်သားက ဝူဝဝလေးအော်ရင်သူ့မျက်လုံးလေးများအားလက်ခုံဖောင်းဖောင်းလေးများဖြင့်ဟိုပုတ်ဒီပုတ်လှုပ်သည်။အော်အေးအေးတားလေးကအိတ်ချနေပြီလား။အေးပါကွာအေးပါဖေဖေခုပဲတားကိုတချင်းဆူပြပါမယ်။သီးလက်သေးသူတားကိုပြန်ထဲကကားနောက်ခံဆိုဖာဤနောက်ဖက်နေရာလွတ်မှဂစ်တာကိုလှမ်းယူရင်းအသေးအနှင်ထားပြင်ကတားကိုတစ်ချက်ကြည့်လိုက်သည်။တားကမျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့်ကျွန်တော်လှုပ်ရှားမှုများကိုလိုက်ကြည့်နေခဲ့တာတွေ့ရ၏။ ျွန်တော်ဘဝတသက်သားတွင်ဘယ်တော့မှမိမသွားနိုင်တော့မည်ဂီတာလက်ကွက်များကိုဖိနေရင်အင်ထရိုစဝင်လိုက်တော့တားကတိရင်ဝင်ထက်တွင်ချစ်စပွဲအမူအရာလေးဖြင့်ခေါင်းလေးမိလိုက်၏တားပုံစံလေးကဒီတချင်းလေးနှင့်သူ့အားသူ့လေးငါးလအရွယ်ကလေးကဂီတာတီးရင်ဖြစ်ဖြစ်ဒီတိုင်းညီးရင်ဖြစ်ဖြစ် ကျွန်တော်ကချော့သိမ့်မိခဲ့တာမို့နားရင်နေခဲ့ပြီးသည့်ပုံစံလေးကျင်းနဲ့စွာဖြင့်တားကိုကျွန်တော်ကြည့်ရင် ဂီတာကိုခတ်အုပ်အုပ်ဒီကတချင်းလေးကိုတူတူညီးဆိုပြမိ၏ဆုံးမရှိတဲ့လမ်းတန်နီယာဒီဆက်ဝင်းမှာငါတို့တွေ့ဆုံခဲ့စားလောင်ခြင်းနဲ့အတူကိုစီအိမ်မက်ရင်းသာမွန်းချက်တဲ့နေ့များအတူတူဖြတ်သန်းခဲ့ငါတို့တွေ့လက်များကံကြမ္မာလီနီရိုင်းတွေရိုက်ချိုးဖြတ်ချိန်နောက် အိမ်ပြန်မင်းမြက်ရေရင်ကိုနာစီလဲလီ အားတင်းလိုက်တငယ်ချင်းမင်းပျော်ရွှင်လိုက်စမ်းဝေးသွားခဲ့ရင်လဲတတိယပါအမြဲတမ်းအတွက်ဟိုးတို့ရဲ့နေများမင်းမေးလိုက်ပါလားဆုံးရှုံးခဲ့ရင်လဲဆက်လျှောက်ပါမင်းဘဝအတွက်အိုးလင်းလန့်လိုက်စမ်းဟိုးမိုးကောင်းခင်ထဲဂီတာကိုခပ်ဖွားဖွားတီးခတ်ကတချင်းလေးကိုတိုးတိုးညီးဆိုပြနေစေတာကြီးမျက်လုံးလေးတို့ကမေးစင်းလာခဲ့ကြသည် ။သားကိုဒစိမ့်စိမ့်ကြီးကတချင်းလေးကိုဆက်ဆူညီးပြရင်ကျွန်တော်ရင်ထဲကိုလိုင်ဘွားအားပြင်းရှစွာသတိရလာမိ၏။နားထဲတွင်လည်းလွန်ခဲ့သော၃နှစ်ကြော်ကြာကညဆိုးတစ်ခုတည်းဆေးရုံအသွားလမ်းတွင်လူနာတင်ရင်ပေါ်မှာခဏလေးသတိပြန်လည်လာခိုက်။သင်္ခငါဖုန်းထဲမှာငါဂီတာတီးအကျန်းဆိုပြီးအတန်သွင်းထားတဲ့ကိုပိုင်တန်စင်တချင်းလေးတစ်ပုဒ်ရှိတယ်သိလား။အဲ့ဒါမင်းအတွက်မင်းဆိုဖို့ကွ။တချင်းနယ်မီလေးကဒံယာနဲ့လူသားများတဲ့ ဟူသောကိုလိုင်ဘွား၏တိုးဖွားအပ်ရသောနောက်ဆုံးအတန်လေးကိုလည်းပြန်လည်ကြားရောင်မိလာရသလိုလိုထို့ပြင်သူရက်လည်နေ့ကကျွန်တော်တချင်လျာဗီဒီယိုအက်ဒီတင်းလုပ်ပေးခဲ့သောကိုလိုင်ဘွား၏တငယ်ချင်းဖြစ်သူကိုဇော်နိုင်ပြောခဲ့သောစကားတချို့ကလည်းကျွန်တော်ရင်ထဲတကြော့ပြန်ပြိုဆင်းလာခဲ့ကြပြန်၏ကိုလိုင်ဘွားကအမှုပညာတက်ကတူမှတက်ခဲ့တာသူလဲမင်းလိုပဲဟိုးရင်တုန်းကအစိုးရဖြစ်ချင်ခဲ့ဘူးလားယူမှုပဲ။ ဒါပေမဲ့မင်းနဲ့မတူတာတခုပြောရမယ်ဆိုရင်သူကပကြီးကိုလည်းစိတ်ဝင်စားပြီးလိလာခဲ့သေးတယ်။ပတ်စံကတော့အမေတခုတားတခုမို့မရှိမရှားလေးပေါ့ကွာ။အဲ့မှာကိုလိုက်မွားကကြောင်မပြီးခင်မှာပဲတေးရီဆရာတယောက်နဲ့ဆက်သွယ်မိတယ်။အဲ့တေးရီဆရာကတော့မင်းကိုကောင်းကောင်းနှိပ်ကုတ်ခဲ့တဲ့ဥနွေမိုးစော်ပဲလေ။အဲ့လူကြီးကလိုက်မွားကိုတချင်းငွေထုတ်ပေးတာကုညီမယ်တချင်းတွေရေးပေးမယ်ပရိုဂျူဆာတွေနဲ့လည်းဆက်သွယ်ပေးမယ်ဘာညာဆိုပြီး မဆရာဝကမန်းတွေပြောတယ်နောက်ပြီးကြတော့နိုင်မွားစီကငွေတွေကိုလိုရာထက်ပိုတောင်းပြီးတော်ဤရော်ဤအသီးသမားတွေနဲ့ပစ်ထားခဲ့ပြီးခြေရာဖျောက်သွားခဲ့ဘူးတယ်အဲ့တော့ဒီကောင်ကျိုးတာပေါ့ခြေထဲပစ်ချလိုက်သလိုပတ်စံတွေလည်းကုန်အခွေကလည်းဖြစ်မလာတော့စိတ်သက်တွေကြပြီးအဲ့ဒီလောကထဲမှာသူ့ပေါင်းမိတဲ့လူတချို့နဲ့ဆွေးတွေပါတွေချမိသွားတယ်ချရင်တဖြည်းဖြည်းနဲ့ဆွဲလာသလိုသူ့မိကလည်းသူ့စိတ်နဲ့မကြမ်းမမာဖြစ်နောက်ဆုံးအိမ်ကနေဆေးဖို့မရှိတော့လို့သုံးတဲ့အဆင့်ကနေတဲ့ပေးတဲ့အဆင့်ကိုရောက်သွားတယ် အဲ့မှာအစားမတော်တလို့အသွားမတော်တလန်းဆိုတဲ့စကားအတိုင်းပဲပေါ့ကွာဒီကောင်ပထမဆုံးချိန်နည်းနည်းလေးတည်သွားပေးတဲ့အခောက်မှာပဲဖန်းခံလိုက်ရတယ်တူတူပြောရရင်ဒီကောင်နှိရှေထောင်ကျသွားရတယ်သူ့မိလည်းဒီကောင်ထောင်ကျနေချိန်မှာဆုံးသွားတယ်သူ့ရီးစားလည်းတခြားလူနဲ့လူသွားခဲ့တယ်ဒါပေမဲ့အမျက်တစ်ခုကတော့ထောင်ထဲမှာနေရင်ဒီကောင်ဆေးပြတ်သွားခဲ့တာပဲထောင်ကလွတ်လာတော့သူ့အိမ်လေးကိုရတဲ့ဈေးနဲ့ရောင်းပတ်ဝန်းကျင်ဟောင်းကိုစွန့်ခွာပြီး ဆွေမျိုးတွေကလည်းရန်ကုန်မှာမရှိသလိုနေမှာရှိတဲ့ဆွေမျိုးတယောက်စာနှစ်ယောက်စာကလည်းသူ့ကိုထောင်ထွက်ဆိုပြီးဆေးပေါ်ကြောပတ်မလို့အဆက်အသွယ်တွေဖြတ်ထားကြတော့သူတယောက်တည်းအဆောင်တွေမှာနေပြီးဒကိုရီဒကာရပကြီဆွဲပြီးနေခဲ့တာအဲ့လိုနေရင်၄၅နှစ်လောက်ကြာတော့မင်းနဲ့စပြီးတွေ့ရလေငါတို့တောင်အစားကမင်းကိုဒီကောင်ကူညီနေတာတွေ့တော့အံ့ဩနေသေးတာဘာဖြစ်လို့လဲဆိုတော့ထောင်ကထွက်လာပြီးနောက်ပိုင်းလှိုင်မွားကလူတွေနဲ့တော်တော်လေးအဆက်ဆက်နေသွားခဲ့တာကိုငယ်ငယ်ချင်းဖြစ်တဲ့ငါ့ကိုတောင်မှတိတ်မဆက်သွယ်ခဲ့ပဲ မင်းသချင်းလေးကိုလှုပ်ဖို့တရိယာမှပြန်လာပြီးဆက်သွဲတာကွအဲ့မှာမင်းသချင်းလေးကိုဖွင့်ပြရင်မင်းနဲ့ပတ်သက်လို့လှိုင်မွားပြောသွားတာလေးကိုငါမမေ့သေးဘူးအခုသချင်းကိုဆိုထားတဲ့ကောင်းလေးနာမည်ကတင်ခကျော်တဲ့ငါနဲ့အခုတအိမ်နဲ့နေတာတင်ခကငါငငယ်တုန်းကလိုပဲသချင်းဆိုရမ်းဝါဒနာပါတာဒါပေမဲ့သူကအဲ့ဒီဝါဒနာကြောင့်အိမ်ကနှင်ချခံရတယ်အမွေမြက်အမွေဖြက်ခံခဲ့ရတယ်ကွာလိန်လဲလိန်မသလိုတနာဖို့လည်းကောင်းတယ်ပြီးတော့ငါ့ကိုလည်းတကယ်အကူတယောက်လို့ ချစ်ရှာအားကိုးရှာတယ်။ငါနေမကောင်းဖြစ်တုံးကများဆိုမင်းကိုခေါ်ပြခြင်းနဲ့အဲ့ကောင်လေးပြုစုပေးရဆိုပြနေရပဲတိလား။ဒီလောကကြီးထဲမှာငါကိုဘာမှမဆိုင်ပဲစိတ်ရင်းစေတနာနဲ့အဲ့လိုဂယူးဆိုင်ပေးမဲ့သူတယောက်ရှိနေသေးပါလားလို့တီးခဲ့ရလို့လဲ။ငါမှပြောမပြတတ်အောင်ဝမ်းသာခဲ့ရသေးတယ်။ဘဝမှာနေရတာကလည်းအထိပယ်ပိုရှိသလိုဖြစ်လာခဲ့ရတယ်။နောက်ပြီးဘဝထဲမှာမျောလင်းချက်ပြည့်နဲ့အသက်ဆက်ရှင်နေထိုင်သွားဖို့အတွက်လဲစူးစမ်းခြင်းတွေဖြစ်လာရတယ်။မင်းတည်တဲ့အတိုင်းပဲလေ လောကကြီးထဲမှာလူတတော်များများကဘာရဲမဟုတ်ပဲလမ်းကြုံရင်တော့အပြင်းပြေသဘောမျိုးနဲ့ဖြစ်ဖြစ်မြင်းနေရလှန်ဝင်စိုက်သွားတတ်ကြတဲ့သူကခက်များများမဟုတ်လားဒီကောင်လေးကတော့တကယ်ကိုရှားပါတယ်ကွာငါပါပြောပြောဆက်ဖြဲဖြဲလေးနဲ့ပြုံးနေတတ်တာပါပဲပြောရမယ်ဆိုအဲ့ဒီကောင်လေးကတကယ်ချစ်စရာကောင်းတဲ့ကောင်လေးပါပဲကွာအဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ် သူ့ကိုငါတတ်နိုင်တဲ့လောက်လေးကူညီသွားခြင်းနဲ့တဲ့ထိုစကားများကြောင့်ကျွန်တော်မှာကိုလိုက်ဘွားတလွင်လွင်အောင်မေ့တန်တာမိခဲ့ရသည် နှလုံးသားအဆုံးဒီလဲလက်ကျန်းကြီးဖြင့်အာကုံညှစ်ခံလိုက်ရသလိုလိုကျွန်တော်ရှိမှချစ်ခင်မှုတွေကို မပြခဲ့ပဲနောက်ွယ်မှာသာသူကထို့ပြင်နှစ်ပင်လိန်သည်ဟုကျွန်တော်ပြောခဲ့စဉ်ကသူဒေါသထွက်ခဲ့ပုံများနောက်ညီမင်းထည့်ပေးလိုက်သည့်အိတ်ကိစ္စကြောင့်ကျွန်တော်အားအဆုံးစွန်ထိစိတ်ဆိုးသွားကအိမ်ပေါ်မှနှင်ချခဲ့ပုံများထို့ပြင်ဥနှွေမိုးစော်နှင့်ပတ်သက်၍သူအပိုင်စီစဉ်ခဲ့တော့ကဒီလူကြီးเจ้าကိုငါသိလို့ပေါ့ကွာဆိုသည့်စကားများ ကျွန်တော်အတွက်သူတတ်နိုင်တာလေးတွေကိုစဉ်းစားပြီးကူညီခဲ့ခြင်းများဒီဖြစ်ပျက်တွေကသူ့လိုကျွန်တော်ဘွားပြတ်သွားမှာဆိုတာမို့ကိုလိုက်ဘွားကတိတ်တဆိတ်နဲ့ထိန်းကြောင်းပေးခဲ့ခြင်းတဲ့လားဒေါ်ရထွက်ရခဲ့ခြင်းတဲ့လားသူ့လက်တော့ငါခံထားခဲ့ရတာမို့ကျွန်တော်အလှဲ့မှာဥနေမိုးစော်ကနှစ်တွေကြာခဲ့ပြီမို့သူ့ကိုမှတ်မိပုံမရတော့တော့လဲကိုလိုက်ဘွားကကျွန်တော်အတွက်ရတဲ့နည်းနဲ့လက်စားချေပေးခဲ့ခြင်းလားထို့ပြင် ထိုပြဿနာဗီဒီယိုဖိုင်လေးကြောင့်ကိုလိုင်ဘွားရက်လဲပြီးတပတ်လောက်ကြာတွင်မြန်မာပြည်သို့ပြန်ရောက်လာခဲ့သောဖေဖေနှင့်မေမေတို့ကျွန်တော်စီအပြေးလာခဲ့ကြတာလဲအမှန်တရားတစ်ခု။တားကိုမေမေတချင်းမဆိုခိုင်းခြင်းငယ်တာအဲ့ဒီနှွေမိုးစော်ဆိုတဲ့လူကြောင့်လို့ပြောလို့ရတယ်တား။ပြောရရင်မေမေလဲငယ်တုန်းကတားလိုပဲတချင်းတိတ်ဆိုခြင်းငယ်ဘူးလေ။တူတူပြောရရင်အဲ့ဒီတုန်းကတေးရီခါစားဖြစ်တဲ့အဲ့ဒီနှွေမိုးစော်ဆိုတဲ့လူနဲ့မေမေနဲ့တွေ့ခဲ့တယ်။လူငယ်တဘာဝမြစ်တာမျှမိတယ်။ ဒါပေမဲ့မမေကိုအိမ်ကမင်းဖေဖေနဲ့ပေးစားမယ်လို့တော့မမေကသူ့ကိုဖွင့်ပြောတယ်။အဲ့တော့သူကမမေကိုခိုးမယ်ဆိုပြီးချိန်တယ်။မမေလည်းအိမ်ကလစ်ထွက်ပြီးသူချိန်တဲ့နေရာမှာစောင့်နေပေမဲ့အချိန်လေးနဲ့အထိသူကပေါ်မလာခဲ့ဘူး။အဲ့မှာမင်းဖေဖေကမမေကိုလိုက်ရှာရင်းပြန်တွေ့သွားပြီးအိမ်ပြန်ပို့ပြီးနောက်ပြီးမမေစိတ်မပိုင်ရင်မင်္ဂလာပွဲကိုရုပ်သိမ်းလိုက်ပါမယ်လို့ပြောသေးတယ်။ဒါပေမဲ့အဲ့ຫນွေမိုးစောဆိုတဲ့လူကမမေကိုချိန်ထားတဲ့အိမ်နေမှာပဲ မျက်နှာများသူပြီးပြီးမမေ့ထက်ပတ်စံရှိတဲ့ကောင်းမလေးတယောက်ကိုခိုးပြေးသွားခဲ့တာဒါပေမဲ့လည်းအဲ့ဒီတယောက်နဲ့မမြဲဘူးကြားတာပါပဲပြီးတော့သူကနောက်ထပ်မိန်းမတွေထည့်ယူသေးတယ်ဆိုပဲမမေ့မှာတော့ရင်ခွဲပလက်ပေါ့နောက်ကျစိတ်တည်ငြိမ်လာတဲ့အချိန်ကျမှမမေ့ပေါ်မှာနားလည်မှုခွင့်လွတ်မှုတွေနဲ့စောင့်နေစေဖြစ်တဲ့မင်းဖေဖေကိုလက်ထပ်ဖို့မမေ့ကောင်းငြိမ်ခဲ့မိတော့တာလေနောက်ကျတော့သားကိုမွေးရတာပေါ့အဲ့ဒါကြောင့်သားကမမေ့သွေးပါပြီးတချင်းဆိုခြင်းပေမဲ့ အဲ့လောကကိုစိတ်နာလုံလို့မမေကသားကိုအပြင်းထန်ဆန့်ကျင်ရင်းနောင်ကြအောင်ပြစ်ထားခဲ့မိတာ။ဒါပေမဲ့မမေလည်းတနေ့မှစိတ်မချမ်းသာခဲ့ရပါဘူးသားရဲ့။ပြီးတော့မမေစိတ်ထင်နှွေမိုးစော်ကသူ့ကဲဖြတ်ရမယ့်သားရဲ့ကိုရေးရာဇဝင်ကမိဘနှစ်ပါးနဲ့နေရဲလိပ်စာကိုတီးပြီးသားကိုမမေတို့ရဲ့သားမန်းတီးလို့တမင်တကာအညိုးနဲ့နှိတ်ကွက်ခဲ့တာဖြစ်မှာ။အေးလေအခုတော့သူလဲသူ့အကူတို့နဲ့သူအတန်လွင့်ယုံကလူကြီးတွေဘလောက်ပဲပိတ်ပိတ် သူလက်စားတဲ့တဲ့င်းကအပြင်ကိုစိတ်ထွက်ပြီးနမိပြတ်သွားခဲ့ရပြီပဲပြောရမယ်ဆိုအရင်အရင်ကဒီလိုကိစ္စလေးတွေလက်စားလက်နာလေးတွေသူ့မှာရှိခဲ့ပေမဲ့ပေါ်အောင်မဖော်ခဲ့ရှက်လို့ငြိမ်နေ ခဲ့ကြတော့သူ့အနေချောင်ခဲ့တာပေါ့အခုတော့သားကိုဆောက်ရှောက်ပေးခဲ့တဲ့မောင်လိုင်ဘွားရဲ့ကျေးဇူးကြောင့်သူ့ချင်းကလူတွေရှိမှဘွင်းဝင်းကြီးပေါ်သွားခဲ့ရတာပဲဒါပေမဲ့အခုလိုဖြစ်ပျက်တွေကျန်းခဲ့လို့သားစိတ်မလျှော့လိုက်ပါနဲ့ကွယ်သားကိုမေမေတို့ကိုယ်တိုင်အခွေထုတ်ပေးဖို့စူးစမ်းပေးပါမယ် อืมဒါပေမဲ့လည်းမမီတို့ရဲ့တကူးစီတော်သားလေးကိုဘာမှသွေးမတော်သားမဆက်ပဲကုညီဆောက်ရှောက်ခဲ့တဲ့မောင်လိုင်းဘွားကိုမမီတို့တွေဘက်ကကျေးဇူးတင်စကားလေးတခွန်းလောက်တောင်မှမပြောခဲလိုက်ရပါလားကွယ်အเจ้าဆောင်ကိုရှင်းပြရင်အတန်တွေတုံကမျက်ရည်တီတီဝေ့လာတော့မမီအားဖေဖေကပခုံးလေးကိုအသာပွေ၍နှစ်သိမ့်ရင်တက်ပြင်းရှည်ချသည် နောက်စိတ်မကောင်းတဲ့အဖြစ်ပြောခဲ့သည်ဖေဖေတို့လည်းတားသိတဲ့အတိုင်းပဲလေ Facebook ဆိုတာကိုတုံးမမတုံးဖြစ်တဲ့ဟာပြီးတော့ online မှာလည်းတားပြိုင်ပွဲကမလွှင့်တော့ဟိုကနေ ကြည့်မရတာမို့တားနဲ့ကိုနွေမိုးစော်တို့တိုက်တိုက်ဆိုင်ဆိုင်သွားစုံမိတာကိုချက်ချင်းမသိလိုက်ရဘူးနောက်ပြီးတားမေမေကလည်းအမွေပြက်ဆွတ်လွတ်တဲ့ကြော်ညာမှာစုံစမ်းမေးမြန်းခြင်းတီးခတ်မှာလို့ထည့်ထားသေးတော့မြမပြီကဒီဗီဒီယို ဖိုင်လေးကိုကြည့်ချင်းကြည့်ဖြစ်ပြီးတိမဲလို့ထင်ရတဲ့မိတ်ဆွေတွေကလည်းဘသူမှဖေဖေတို့စီဖုန်းဆက်မပြောရဲကြတာလဲပါချင်းပါမှာပဲ ဒါပေမဲ့ဒီကိုပြန်မလာခင်ရက်လေးကြာမှဟိုကတားရဲ့ဦးလေးက Facebook ပေါ်မှာအဲ့ဒီဗီဒီယိုလေးကိုအမှတ်မထင်ကြီးဖြစ်သွားပြီးဖိဖိစီတိုးတိုးလာပြောရင်းနဲ့တားရဲ့မိမိလည်းတီသွားခဲ့ရတာ။ဘာပဲဖြစ်ဖြစ်ပြီးခဲ့တာတွေလည်းပြီးပြီလို့မှတ်လိုက်ပါတော့တားရဲ့ရှေ့ဆက်ပြီးအောင်မြင်အောင်စူးစမ်းဖို့ကိုလည်းအားမလျှော့ပါနဲ့။ပြီးတော့မောင်းလိုင်းဘွားအတွက်လည်းဖေဖေတို့တွေကုသိုလ်ကောင်းမှုတွေထပ်လုပ်ပေးကြတာပေါ့အခုတော့ဖေဖေတို့နဲ့အိမ်ပြန်လိုက်ခဲ့ပါတော့ ကျွန်တော်မှာတော့အားလုံးအစဉ်ပြေကနေကြမှအနာမှမရှိတော့တော့ကိုလိုက်မွားသတိရစိတ်ဖြင့်ပြင်းရှလာမိကရှင်ထဲမှာစောက်တရားမဲစွာလောင်ကျွမ်းလျက်ရှိနေခဲ့ရတော့ဤတကယ်တမ်းကျွန်တော်အခွေထွက်လာမိတော့အခါပြိုင်ပွဲမှာဗီဒီယိုဖိုင်လေးဤအချိန်အွန်လိုင်းတွင် ပေါက်က Westson Music Production မှာစီစဉ်သောအခွေထဲတွင်ပါဝင်ခွင့်ရခဲ့သည့်ချစ်သူချော့တေးဟူသောတခြင်းလေးဤအချိန်နောက် ပထမဆုံးတချင်းဆိုရခန်ဤရုံရင်းဆန်ခက်ဖြစ်ကကျွန်တော်အနာမကိုလိုင်ပွားလွင့်ပြဲသွားခဲ့ရသည့်အဖြစ်တို့ပေါင်းကပရိသတ်တွေကတော်တော်လေးစိတ်ဝင်စားရှိခဲ့ကြသည်ထိုအထက်မှဒံယာနှင့်လူသားများဆိုသည့်တချင်းလေးအားကိုလိုင်ပွားကိုတိုင်ကျွန်တော်ဆိုဖို့ရေးဆက်ပေးခဲ့မှမီဒီယာများကနေတဆင့်သိသွားခဲ့ကြတော့စိတ်ဝင်စားဖြင့်နားထောင်ကြရင်တချင်းလေးကလည်းတကယ်ကောင်းတာမို့ထိုတချင်းလေးကတပြည်လုံးမှာအပေါဆုံးဖြစ်ခဲ့၏ထို့ပြင် ကျန်တဲ့ချင်းလေးများကလည်းပြိဿနဲ့ရင်ဘက်ချင်းထတ်တူကြသွားခဲ့ရတာမို့ပထမဆုံးကျွန်တော်တကူတော်ခွေလေးဤအောင်မြင်မှုကညှော်မန်းမထားရခဲ့ဘူးသည့်အခြေအနေထိရောက်အောင်ပင်အထွတ်အထိပ်ဖြစ်ခဲ့ရသည်ထို့နောက်အတွဲခွေများရှိုးပွဲများကိုလက်မလဲရအောင် လက်ခံတည်ဆိုပေးနေရသောခုလိုအခြေအနေသို့ကျွန်တော်ရောက်လာဖြစ်ခဲ့ရတော့တာဖြစ်၏သို့သောလွန်ခဲ့သော၃နှစ်ကြာခန့်ကညဆိုးတစ်ခုကြောင့်ဘယ်ရှိုးပွဲကိုမဆိုးဆိုချိန်နီးမှသွားတတ်၍မိသားစုနှင့်အတူကားထဲနေကာ ။ဆိုပြီးလင်လဲပွဲပြီးချိန်ထိကျွန်တော်မနေတတ်တော့။ဆိုပြီးတာနဲ့ချက်ချင်းပြန်တက်တော့အချက်တစ်ခုကအခုချိန်ထိကျွန်တော်မှဆွဲထင်နေခဲ့ရပြီ။ထို့ပြင်ကိုလိုက်မွားမကြိုက်သောမူရစ်စေဝါများကိုလည်းရှောင်ရှားကကျွန်တော်စိတ်နဲ့ခန္ဓာကိုယ်တို့အားအမှုပညာကိစ္စများနဲ့တီတို့တားမိ။နောက်ဖေဖေနဲ့မေမေအပေါ်မှာသာအလုံးစုံပုံအပ်ထားခဲ့မိလေတော့တာ။ဒါတွေကိုအကိုကတကယ်မသိနိုင်တော့ဘူးပေါ့နော်။ ကျွန်တော်လိမ်မာတာတွေအောင်မြင်ပျော်ရွှင်နေတာလေးတွေကိုလည်းအကိုကိုသိစေမြင်စေခြင်းမိရပါတယ်။ဒါပေမဲ့အကိုကကျွန်တော်ကိုသတိရခြင်းတွေပဲပေးအပ်ခဲ့ပြီးကျေးဇူးဆက်ဖို့အခွင့်အရေးတစ်ခုတောင်မှမချန်ရစ်ခဲ့ဘူးနော်။အဲ့ဒီအဖြစ်အတွက်တွေးမိတိုင်းကျွန်တော်ရင်ထဲမှာနာကျင် အောင့်မြတ်ခဲ့အခါခါမျက်ရည်လည်ခဲ့ရတဲ့အဖြစ်တွေကိုအရင်တုန်းကလိုအကို့ပခုံးကိုမခံချင်အောင် လိုက်ဖက်ပြီးပျော့ပြခွင်းတို့ကလည်းကျွန်တော်ရှိမှတင်ပျောက်ရှားခဲ့ရပြီပဲ။တကယ်တော့အကိုဟာ ဘာမှသွေးသားတော်ဆက်ခဲ့တဲ့ကျွန်တော်အပေါ်မှာဒေါသရှိထားလိုက်တဲ့ကျွန်တော်ကြောင့်မတော်တဆဖြစ်ရတဲ့ခုနဲ့ကျွန်တော်ဆက်မတွေးရတော့ထိခိုက်စွာပြန်တွေးရင်းကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်မိ၏။ဘာဖြစ်လို့လဲမောင်။ဒီကသူမရင်ခွင်ထဲတွင်နှစ်ချိုက်စွာအိမ်မောကြနေခဲ့သောတာအားယူရရထွေးပွေထားရင်လေးတန်တိုးတိုးလေးဖြင့်မေးလာ၏။ဂီတာလေးကိုရင်ခွင်တွင်ပိုက်ထားရင်အတန်တိုးတိုးဖြင့်ကျွန်တော်ပြန်ဖြေလိုက်သည်။ အရင်ကအကြောင်းတွေရယ်ပြီးတော့ကိုလိုက်မွားအကြောင်းတွေရယ်တီကကျွန်တော်ခံစားချက်ကိုတည်တည်အလားလေးနဲ့ဟန်ဖြင့်ခေါင်းလေးကိုတစက်စက်ငိမ့်ဤနောက်တက်ပြင်းဖွဖွလေးကိုတစ်ချက်ချကကျွန်တော်လက်မောင်းအားနှစ်သိမ့်ပေးသလိုမျက်နာလေးအက်ကခက်ကြကြလေးတစ်ချက်ရှိုက်နှမ်းဤပြီးနောက်ကျွန်တော်ပခုံးစွန်းလေးတွင်သူမခေါင်းလေးမှီ၍သားလေးကိုပွေရင်လိုက်တတိဖြင့်ငိမ့်သက်သွားတော်သည် ကားလေးကတော့ကျွန်တော်နဲ့တီတို့နေထိုင်သောကျွန်တော်မိဘအများကြီးအင်္ဂလိပ်ရှိရာစီဦးတီကလမ်းမပေါ်တွင်တငိမ့်ငိမ့်ပြေးလွှားနေခဲ့စေ။မှန်လုံပိတ်ထားသောကားထဲသို့ရောက်လာသည့်လမ်းတစ်ပေးမှမိအောင်များအောက်တွင်တိရင်ဝင်ထဲမှနှစ်ချိုက်စွာအိမ်မောကျနေခဲ့သောတားလေးမျက်နာကို အပြစ်ကင်းစွာ တွေ့နေရသည်။ဘာပဲဖြစ်ဖြစ်တားလေးကြည်ပြင်းလာသည့်တနေ့တွင် ကျွန်တော်ရရှိခဲ့သောနတ်စီတဲ့အိမ်မက်အကြောင်းကိုဖခင်တယောက်အနေဖြင့်သားလေးနားလည်အောင်တည်တည်ချာချာပြောပြရပေလိမ့်အောင်မည်ထို့ပြင်စိတ်ကူးအိမ်မက်ထဲမှထူးခြားစမ်းကြယ်နှစ်လူဖွဲ့ကောင်းလွန်လာသောနတ်စီတဲ့အိမ်မက်ဆိုတာကို လွယ်လွယ်နဲ့ရယူဖို့မဖြစ်နိုင်ဟူသည့်အချက်ကိုလည်းသားလေးသိအောင်ရေးလဲစွာ ရှင်းပြရလိမ့်အောင်မည်ထင်၏ဒါတည်းမကသေးပါ ကျွန်တော်ရရှိခဲ့သောနတ်စီတဲ့အိမ်မက်ကိုခုလိုပုံမပြေစုံလှပသွားအောင် ဘသူကများကိုကြိုးမကြည့်ပဲတွေ့ဝိုက်သောဤဖြင့်အများဆုံးပန့်ပိုးပေးရင် လောကကြီးတွေကထွက်ခွာသွားခဲ့ရတယ်လဲဆိုတာကိုလည်းတားလေးကိုကျေးဇူးတည်တဲ့စိတ်ဝင်အောင်အတိပေးပြောပြရပါလိမ့်အောင်မည်ငိန်သက်ကြေကွဲစွာ တွေးရင်ကိုလိုက်မွားသတိရလာမိပြန်သည် ထို့ကြောင့်သူရေးပေးခဲ့သောတချင်းလေးဤနောက်ဆုံးအပိုက်လေးအားစိတ်ထဲမှနေတိုးတိတ်စွာညှိလိုက်မိသည်မင်းနှုတ်မဆက်ပါနဲ့အနာနာ အနာနာမှာမင်းမရှိလဲ။အိုးတို့ရဲ့ရင်နဲ့မင်းရှိလို့နေစေ။ကားလေးကတော့လမ်းမော်တွင်အချိန်မပြတ်ညိတ်ညောင်းစွာဆက်လက်ရွေ့ရှားနေစေ။ထို့အတူညပုံရိပ်တို့သည်လည်းလမ်းဘေးဝဲရနှစ်ဖက်တွင်တရိပ်ရိပ်ကြံရစ်ခဲ့နေခဲ့ကြစေ။သို့သောကျွန်တော်ရင်ထဲမှာကိုလိုင်ဘွား၏ပုံရိပ်လေးများကတော့နီလင်းညူ27ဒီဇင်ဘာလ2014ဟုတ်ကဲ့ပါရှင် ဆရာနီလင်းညိုရဲ့နက်စီတဲ့အိမ်မက်ဆိုတာဆိုတော့စောက်လေးရတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။တချင်းလေးတွေရလေကျွန်တော်လည်းမသိဘူးဆိုတဲ့အခါကျတော့ဒီတိုင်းပဲစာသားလေးတွေဖြစ်ပဲဖတ်လိုက်ပါတယ်ရှင်။နားလည်သီးခံပြီးတော့နားထောင်ပြီးကြပါအောင်ရှင်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးခြင်းကြပါစေ။